မီကရွန်ဆိုခရင်လိမ့်တာတဲ့လေးဦးကုန်သွားပြီရပူရပေါ်မှာထူးမလာဘူးတဲ့ပိုးတောင်ဆိုးလာတယ်ပေါ့နော်ဘာဖြစ်တာလဲတဲ့ဒီကွန်မန်လေးကိုကျွန်တော်ဖြေပေးခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပြဿနာကလူနာတော်တော်များများကြုံနေရတဲ့ပြဿနာမို့လို့ပါဘာလို့လဲဆိုတော့ကျွန်တော်လူနာတော်တော်များများတွေလို့ယောဂဖြစ်ပြီးရှိဆိုလို့ရှိရင်ကျွန်တော်စေးတိုင်နေစေးတွေဝယ်လင်းကြတယ်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့စေးတိုင်တွေကကျွန်တော်ဒီစတီရိုက်ပါတဲ့လိမ့်စေးခရင်တွေပေးကြတယ်ပေါ့နော်၃မျိုးဆက်၂မျိုးဆက်ဒီလိုလိမ့်စေးတွေလိမ့်တဲ့အခါမှာသူကစလိမ့်နှုန်းတော့ခဏတော့တက်တာတယ် ဒါပေမဲ့ဒီလိမ့်စည်းတပူးကုန်သွားရင်နောက်တပူးလောက်ကြာလို့ရှိရင်ယောဂမသက်တာတော့သူပြန်ဖြစ်လာရဆိုလို့ရှိရင်အရင်ကဖြစ်တဲ့ area site ထဲပိုချေလာတယ်ပြင်ပုံကလည်းပုံပြက်လာတယ်ဒီပြီးစက်နာတွေရာဖူတွေပါထွက်လာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဒီလိုမျိုးယောဂကပွေးရနာကသူကကုရတာခက်တယ်သူကဟိုပြောက်လိုက်ပြန်ဖြစ်လိုက်ပြောက်လိုက်ပြန်ဖြစ်နေတန်တရာလင်းနေတဲ့ပုံစံပေါ့ဗျာအဲ့တော့ဒီကပွေးရနာကဒါအိမ်မစိုးရင်ဆိုလို့ရှိရင်တော့လိမ့်စည်းနဲ့အဆင်ပြေကောင်းပြင်နေတယ်ဒါပေမဲ့ဒီ လိန်စေးဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ဒီလိုမူတစီတီးတယ်မှာပါတယ်လိန်စေးလိန်အရှင်ပြနေတယ်အဲ့တော့မူတစီတီးတယ်ပါတယ်လိန်စေးဆိုတာဘယ်လိုဟာမျိုးလဲပေါ့နော်အဲ့နာမည်ပြောရမယ်ဆိုရင်ကျွန်တော်တို့ state dance လိုမျိုး funky dance လိုမျိုးဒီလိုမျိုးလိန်စေးပေါ့အဲ့ဒီလိုလိန်စေးတွေဟာသူကမူတစီပဲတီးတယ်ပါတယ်အဲ့လိုမူတစီပဲပြီးမှပါတဲ့လိန်စေးလိန်နေဆိုလို့ရှင်တော့အဆင်ပြေတယ်အရင်ရှိတလားနလားဆွဲလိန်နေဆိုလို့ရှင်တော့ပြောင်းကောင်းပြောင်းနေတယ်ဒါပေမဲ့ဒီမှုယောဂကိုကသူကဒီလိန်စေးနဲ့ပဲလုံးဝမသက်သာတော့တာမျိုးရှိတယ်ပေါ့နော် ီလိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမိုသက်ဆီတောက်ဆီတွေပါတောက်ဖို့လိုအပ်ပြီးအဲမိုသက်ဆီတောက်ဆီရလဲကျွန်တော်တို့ဒီစေးတန်တွေလွယ်တွေကိုကျွန်တော်တို့ဒီဖြူစင်ဖော့လိုမျိုးခရစ်စတူဖဲဗင်ဝယ်တောက်တာမျိုးဒါမှမဟုတ်ရင်အီတိုကိုနာဆိုးဝယ်တောက်တာမျိုးဒါမျိုးလောက်တာကလည်းမမှန်ဘူးကွနော်ဘာလို့လဲဆိုတော့တောက်တဲ့နီးမမှန်ဘူးပြီးရင်စေးရဲ့ side effect တွေဖြစ်နိုင်တယ်ဟိုတောက်ချင်းဟိုတက်တာလိုက်ရက်လိုက်ပြန်တောက်ပြန်ဖြစ်လာလိုက်ပြန်တောက်လိုက်ဒီလိုနဲ့တန်တရာလဲရက်တယ်ပြီးလို့ရှိရင်ဒီ ကျွန်တော်တို့ဒီ line mode တွေမှာဆောင်းနေဒီမှုသက်ဆေးယောဂဖြစ်ရင်မှုသက်ဆေးကဘယ်လိုတောက်ရလဲဘယ်ဟာတောက်ရလဲဆိုပြောတာရှိတယ်အဲ့ဒါတွေလိုက်ကြည့်ပြီးတော့ကျွန်တော်တို့မှုသက်ဆေးဝယ်တောက်ကြပါတော့ကျွန်တော်တို့တွေ့ကြုံရဆိုလူနာတွေကဒီသူတို့ပြောတဲ့ဆေးတွေပြီးတော့တောက်တယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့သက်သာရက်ပြလိုက်တယ်ဆေးပမာဏလည်းမမှန်ဘူးတောက်မဲ့ဆေးအချိန်ရည်တွေလည်းမမှန်ဘူးဟိုမှာတောင်းလာတောင်းလာတောက်မဲ့ဟာကိုဟိုတလာပဲတောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်ဒီတလာပဲတောက်မဲ့ဟာမျိုးကို ဟိုကြာကြီးဆွဲတောင်းနေတာမျိုးဒီလိုမျိုးကြီးဆိုတော့လူနာဘာဖြစ်လို့စေးရင်ပါတယ်ပြီးလို့ရှိရင်စေးမတူတော့ဘူးနောက်တစ်ခါဆရာအောင်နဲ့စေးဘူးတဲ့ခါကျရင်သူ့မှာသုံးဆွဲစရာစေးရမုတ်သက်စရာသိမ့်မကျန်တော့ဘူးဆိုတော့မုတ်သက်စေးအကုန်လုံးတော့ဝယ်တောက်ပြီးသွားပြီပေါ့နော်ဒီလိုဖြစ်ရင်လူနာရှင်မင်းနစ်နာတာပါဒါကြောင့်မလို့ဟိုယောဂဖြစ်ရင်တော့အစာဖြစ်လို့ရှိရင်ပူသက်စေးပဲတည်တတ်ပါတယ်ဒီလိန်စေး ဟိုဝယ်လေးမှာဥမာကျွန်တော်ခုနပြောခဲ့တဲ့ statin fighter ဒါမျိုးကတော့ဒါမျိုးသစီပဲသိတဲ့ပါပဲနော်။ဒါမှမဟုတ်ကီတိုကွန်နာဆိုးပဲသိတဲ့ပါတယ်။လိမ့်စေးတွေလည်းရှိရပါနော်။အဲဒါမျိုးလိမ့်စေးတွေကိုကျွန်တော်ဝယ်လေးမှာအဲဒါဟိုတခြားနှစ်မျိုးဆက်သုံးမျိုးဆက်တွေတော့ကျွန်တော်ဝယ်မနေစေချင်ဘူးเนาะဒီလူနာကဒါနှစ်မျိုးဆက်သုံးမျိုးဆက်ကိုဝယ်လိမ့်ပြီးတော့ဒီလိုပြဿနာဖြစ်နေလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်အဲဒီလိုလေးရမေးဆွေတဲ့အထူးရှိမယ်လို့ထင်ပါတယ် င်္ဂလာပါကျွန်တော်တော့ရေပြားနဲ့အထွေထွေယောဂများကိုပြင်ဆင်ခဲ့မှာရောအွန်လိုင်းမှာရောကုသပေးနေတဲ့ဆရာဝန်ဒေါက်တာနေစာလုံးဖြစ်ပါတယ်တကယ်လို့ဆရာနဲ့ယောဂဆွေးနွေးကုသခြင်းနဲ့ဆိုလို့ရှိရင်တော့တိတော့ပါအောင်ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဆုံးသနိုင်ပါတယ်